မင်္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းပြီဆိုရင်အလုကိုင်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်တနင်္ဂနွေသားသမီးချင်းပြီဆိုရင်ဒီဒီဘက်မှာအလုနဲ့ပတ်သက်ပြီးတော့မိမိဘက်ကအမားရွေးနေပဲဖြစ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်အလုကိုင်းမှာအမားဖြစ်လွယ်ခြင်း ောက်အလုပ်ထဲမှာရံများခြင်းစကားများခြင်းပြဿနာတက်ခြင်းဒီလိုလေးတွေ့ရပါတယ်တန်မှုကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေဆရာသမားတွေရဲ့ကုညီပံ့ပိုးထောက်ပံ့မှုတွေများစွာရရှိစေမယ့်တပတ်တာပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအစီအပြင်မိအိမ်နဲ့ပတ်သက်ပြီးမင်္ဂလာစကားညီချားတက်တီအကျိုးမြတ်များစွာ ရှိစေမယ့်တပတ်တာပါ ဆွေမျိုးသားချင်းစီမှာအကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ဒါ့အပြင်ခရီးသွားမယ်ဆိုတဲ့နမိတ်ကောင်းတွေလည်းတွေ့ရပါတယ်။ဆိုဝါရရန်အနေရလုံးဝမတွေ့ရဘဲနဲ့ချစ်သူခင်သူပေါများလာမိတ်တပတ်တာလို့မြင်ပါတယ်အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လဲခြင်းလူချစ်လူခင်ပေါ်ခြင်း ချစ်သူနဲ့မိမိနဲ့ကြားထဲမှာပိုးစီစဉ်ရမယ်ကိစ္စရက်ကလေးတွေအစီအစဉ်တကြနေအောင်ရစွာအဆင်ပြေခြင်းဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအေးချမ်းတာယာစီတော့အိမ်တော်ကြီးလို့တွေ့ရပါတယ်ကျမကြီးနဲ့ပတ်သက်ရင်စူးချူးလုံးဝမရှိပါဘူးရှင်။ရခိုင်ကလေးကကျမကြီးယောဂဝေဒနာခံစားနေရတဲ့ချင်းမိတ်ဆွေဆိုရင်ဒီတစ်ပတ်ထဲမှာပဲအနာနယ်ဆီးတွေ့ပြီ၊ဆရာကောင်းတစ်ပါးကောင်းတွေ့ပြီ။ပြီးတော့ဘေးဥပ္ပတ်အနေနဲ့ပြေးဝေးစီတွေလူမြင်ပါတယ်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာပါအဲ့တော့ဒီတပတ်မှာကံအားတွေလည်းကောင်းနေတယ်ကိုယ့်ဘက်ကဉာဏ်အားနဲ့ဝိရိယအားလေးတွေစိုက်ထုတ်ဖို့လိုနေပါတယ်နော်ထီထုတ်ကံစမ်းခဲ့ပြီဆိုရင်တော့၃တလုံးပါတော့ထီထုတ်ကံစမ်းမှာထီကံအားအလွန်ကောင်းနေပါတယ်ဝိကြီးနဲ့ပတ်သက်ပြီးတော့ပြောဝဆွာမယ့်ကိစ္စရဲ့ကလေးတွေရှိနေခက်ခဲနေတို့ပေမဲ့အလုံးစုံအစီအပြေသွားနိုင်မယ်နောက်ဆုံးမှာနော် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီအောင်ကြည့်လိုက်တဲ့အခါကိုယ့်ကိုမနာလိုတဲ့သူ ကိုယ့်ကိုဗာလိပဲဖြစ်ဖြစ်မချီမငံပြောဆိုဆက်ဆံမဲ့သူနောက်ပြီးတော့ကိုယ့်မထီမဲ့မြေလုံမဲ့သူတွေရှိတယ်အဲ့ဒါတော့ကိူးဆိုင်ပါနော်တနေ့ကနေသားသမီးချစ်မိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းကြီးဆင်မပေးချစ်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရည်ရည်ရာကမိမိနေအိမ်ကဘုရားမှာ ကစွေရကျော်ပူပူလေးနဲ့ထမင်းဖြူလေးနဲ့အိမ်ပြားမှာဆုံးကက်ချင်းဖြင့်ဖြူတဲ့ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားပေလို့တွေ့ရပါတယ်။မင်္ဂလာပါရှင်။29ရက်9လမှာ9ရက်10လ2025တပတ်တာတင်းနှလာသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိုင်းကနေစတင်ဟောပြောပြပါမှာဖြစ်ပါတယ်ရှင်။ တနင်္လာသားသမီးချင်းမီဆိုရင်အလုတ်တဲ့ဂိုင်းတဲ့တွေပေါ်မယ်အလုတ်မှာ အခွင့်ရေးတွေများစွာရရှိစေမယ်နောက်အခွင့်လန်းကောင်းလေးတွေလည်းပေါ်မယ်တပတ်တာပါတမူးကြီးတို့ပြည်စီထွက်တဲ့တွေပျောက်တဲ့တွေကူးဆိုင်ပါနော်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိစေပေါင်းတဲ့ရဲ့အထင်မြင်လွဲပေါင်းမှုခံရတဲ့တွေဒါပြင်ကြီးကဲသူတွေနဲ့ကိုယ်နဲ့ကြားထဲမှာလည်းပဲစိတ်ဝမ်းကွဲစေတဲ့အရာတွေဖြစ်တဲ့တွေကူးဆိုင်ပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အတိုက်ခိတ်စကားလေးတွေပြောရမယ် အခြေအနေလေးတွေစကားပြောရမယ်အေးညိုညင်တာလေးခံရမယ်အဲ့ဒါကိုခေစိုက်ပါနော်ဆွေမျိုးသားချင်းစီမပြပြလေးနဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါလေ။ရန်အန်ဒီရေလုံးဝမရှိပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့ညီညီမဲ့တစ်ဖက်တာပါ။အချို့ကတော့ချစ်သူရေးစားရှိနေတဲ့သူတွေကတော့အလူတန်းလေးတွေနဲ့အလုရှုပ်နေတာမျိုးတွေ့ရပါလေ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချင်းတာယာစီမဲ့အိမ်တော်ကြီးပါ။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးကျိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာမယ့်တပတ်တာပါ။မိမိကပြောတဲ့ဖြစ်လုပ်တိုင်းဖြစ်နောက်မိမိလုပ်ကိန်းတဲ့အရာလေးတွေဆိုရင်လည်းအစီအစဉ်တခြားနေအဝင်ခွေးချနေအစီမီသွားစီမယ့်တပတ်တာလို့မြင်ပါတယ်။ကနေပတ်သက်ပြီးတော့ကံအားလွန်ကောင်းပါလေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါလေရွှေလန်းပွင့်လန်းစီမင်းတပတ်တာပါရည်ရွယ်ထားတဲ့ငွေကြီးရော နောက်မိမိဒီနေကိုကအလုပ်တွေတကယ်ကိုအားကောင်းခွန်ဆိုင်ပြီးတော့လုပ်နေတဲ့အကျိုးမြတ်ရရှိတဲ့ငွေကြီးရောဝင်ငွေတစ်လုံးဝင်လာတယ်လို့တွေ့ရပါလိမ့်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စီယာချုပ်ငုံပစ်ကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပုံပန်မျိုးလုံးဝမတွေ့ရပဲနဲ့အိမ်နဲ့ပတ်သက်ပြီးတော့ပုံပန်နေရတဲ့အရာအကြောင်းအရာလေးတွေတစ်ခုမှတစ်ခုနေပေါ်လာမဲ့အနေအထားလေးတွေ့ရပါလိမ့်။ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတို့ကန်တောက်ပတ်ပြည့်စည်တဲ့ရည်ရည်အကောင်းလေးပြီးချင်ပါလိမ့်။ တနင်္လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအဋိဌံဝင်ပြီးပါဝင်ရမယ့်အဋိဌံကဂုံတော်၉ပါးကိုနေ့စဉ်တက်စီပုံမှန်ရွတ်ပတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမိတ်လို့တွေ့ရပါတယ်မင်္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ခိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ။ဒီကသာသမီချင်းပြီဆိုရင်အလုပ်နဲ့ပတ်သက်ပြီးတော့ဆုံးရှုံးစီတဲ့အရာနဲ့နှံစီတဲ့အရာလေးတွေရှိပြီ။ဒါကြောင့်အလုပ်လုပ်တဲ့အခါမှာသတိလေးတွေလုပ်ခိုင်းစေချင်တယ်နော်။တမိုးကြီးတို့ပစ္စည်းထွက်ဖို့ရှိနေပါသေး။မေးစီပေါင်းတဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားမှုလေးတွေခံရတဲ့တည်းဒါကြောင့်ပြောတာဆိုတာလေးတွေကိုသတိထားစေချင်တယ်နော်။အင်းနဲ့ပတ်သက်တဲ့ကိစ္စရက်တွေလောကအဆင်ပြေဖြစ်တာအိမ်ချောင်းစိတ်တွေဖြစ်စီရတာစိတ်ရှုပ်တွေ့ရတာဒီလိုလေးတွေ့ရပါလေ။ ခြေမြူသားချင်းနဲ့ပတ်သက်ပြီးတော့အပြစ်မြင်တာတွေအပြစ်ပြောတာတွေခံရတတ်ပါတယ်။ယန်အနေတိုက်ခိုက်ရှိပါတယ်။မိမိကိုသဘုတ်လေးလေးပြောမဲ့သူ၊နောင်မိမိကိုနာမည်ဖြစ်မဲ့သူတွေရှိနေ။ဒါကြောင့်သတိထားပါနော်။ခြေနဲ့ပတ်သက်ပြီးတော့ခြေတူနဲ့လမ်းခွေရတဲ့ဒီဖြစ်တတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ကြားထဲမှာအမြင်နဲ့ပြိပက်ကတွေတောင်းလျှောက်ဖြစ်နေပြီးတော့မှစိတ်မချမ်းသာစရာလေးကျွမ်းဝတတ်ပါတယ်။ ကျမကြီးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိဘူးတို့ပင်ပေစိတ်ထဲမှာနေလို့မပြောတာလေစိတ်မကောင်းတာတွေအများများပြီးတော့လူကနေရတာမအီမတာလေးတောက်ချောင်ဖြစ်တတ်ပါလေအေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့တပတ်လုံးမှာကိုလုံးဝမဲ့ကိစ္စလေးတွေမှာလုံခွက်လေးတွေပိတ်နေတာမျိုးနော်မတွေ့ချင်တာမျိုးပြောရေးဆိုရဆိုရင်မအောင်မြင်စေတာမျိုးနောက်ပြီးတော့ညဉ့်ညင်းစရာကိစ္စရက်တွေကိုပဲလုံးမိသွားတာမျိုးဒီလိုလေးတွေ့ရပါလေ ကံနဲ့ပတ်သက်ရင်တော့အားကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းပါဝေးချင်းနဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲနေပြောဆိုပြီးတော့မှရရှိစေတဲ့ဝေးချင်းလေးတွေကိုဝင်လာမယ်လို့တွေ့ရပါတယ်အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ကိုပေးကြည့်လိုက်တဲ့အခါစုံဝရေပူပန်မှုမျိုးတော့မရှိဘူးဒါပေမဲ့ကိုကအလုပ်တွေလုပ်ရတဲ့အခါမတွင်ချေတာမအောင်မြင်တာ နှောင့်နှေးစေတဲ့အရာလေးကြောင့်မို့လို့စိတ်ထဲမှာမကြည်ပလီဖြစ်ရပေစိတ်ကတူနေရတာမျိုးလေးဖြစ်ကြပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံတော့ပန့်ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးပေးခြင်းပါတယ်အင်္ဂါသားသမီးချင်းမိတ်ဆွေအဋ္ဌထံကောင်းကောင်းဝင်ပေးပါဒိဋ္ဌံဝင်ရမှာကကြတော့နေ့စဉ်ပုံမှန်တန်ဖိုးတီကိုအော်မြောင်ကျုံးတန်ဖိုးတီပေါ့နော်မြောင်ကျုံးတန်ဖိုးတီကိုနေ့စဉ်ကိုးကောက် ရုပ်ဖတ်ပူဇော်ပြီးတော့ ဒိတ်ထံဝေခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာ အလုံးစုံပြည်လေသွားဖဲလူတွေ့ရပါမင်္ဂလာပါရှင်29ရက်ကိုလာမှာ9ရက်စလ2025တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမီဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူးသားသမီးချင်းမီဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ဖွင့်လန်းနေများစွာရရှိစေမယ့်အလုပ်ကိုင်းကိုအလုပ်ရချင်လို့အလုပ်တိရှာနေတဲ့ချင်းမီဆွေတွေဆိုရင်လည်းပဲအလုပ်ကိုင်းတိတိပေါ်လာမိတဲ့တပတ်တာလို့တွေ့ရပါတယ် တံမူးကြီးတော့ပြစီဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းတွေရေကူညီမဆဆောက်ရှောက်မှုတွေများစွာရရှိပါလိမ့်မယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်ရည်စိတ်ချမ်းသာစေရန်ကြည်ညိုစရာတွေကြုံရတတ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးရတဲ့တည်နေကြရတတ်ပါတယ်ရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိတဲ့အပြင်ချစ်သူခင်တွေပေါ်လာမယ့်တပတ်တာပါ ခြေရင်းနဲ့ပတ်သက်ပြီးတော့အေးချမ်းသာရမယ့်အခြေအေးပါအိမ်တော်ရင်းနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းပဲချမှုတွေများစွာကြုံရမှာပဲဖြစ်ပါလိမ့်ကျန်းမာရေးနဲ့ပတ်သက်ရင်တော့စူးကျူးလုံးဝမရှိပါဘူးရှင်ကံနဲ့ပတ်သက်ပြီးတော့ကံအားတွေအလွန်ကောင်းနေတယ်။ထီထူးကံစမ်းခြင်းတွေဆိုရင်တော့လေးတလုံးထီထူးကံစမ်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့မိမိရည်ရွယ်ထားတဲ့အတိုင်းမိမိစီစဉ်ဆောင်ရွက်ထားတဲ့ကိစ္စလေးတွေအောင်မြင်သွားမယ်တပတ်တာပါ အောင်နဲ့ပတ်သက်ပြီးတော့ပုံပန်စီယာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါကြီးကြီးသူတွေဟိုမိဘပါမယ်စီဝေးသားချင်းပါပဲပေါ့နော်အဲ့ဒီမှာကျမ်းမာရေးညံလို့ချူချာလို့စီယူစီကံပြရတဲ့အရာမျိုးမြင်ပါတယ်ဒီတော့ဗုဒ္ဓဘာသာချင်းမိတ်ဆွေတွေကံတောက်ပတ်ဖြစ်စီတွေတပတ်တာရည်ရည်လေးပြီးချင်ပါတယ်ဗုဒ္ဓဘာသာချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရည်ကမိမိနေအိမ်ကဘုရားမှာကန္နမာပန်းအဖြူရောင်လေးတွေဝေးနေအောင်လူချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားပြီးလူတွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာဇာသပတိတာသပတိချင်းမိစုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ဇာသပတိတာသပတိချင်းမိစုအလုပ်နဲ့ပတ်သက်ပြီးတော့တေချာစီစီဆက်ဆက်လုပ်ခိုင်းမှာအပားယူနေဖြစ်လွင်တတ်ပါတယ်။ဆုံးရှုံးမှုများတတ်ပါတယ်ကိစ္စပါနော်။တာမူကြီးတော့ပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်။မိစေပေါင်းတဲ့နေကူကြီးထောက်ပံ့မှုတွေမဆောင်မှုတွေရရှိစေမဲ့တတ်ပါတာပါ။ အေးကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာ၊ကြည်ညိုစရာကိစ္စရည်တွေကျောင်းဝတ်တက်ပါလေ။ဆွေမျိုးသားကြီးစရာနေပြီးတော့စိတ်မကောင်းစရာတည်နေကြတဲ့တည်။ရန်တိုက်ခိုက်အောင်ရှက်ရှိတဲ့တည်ထားပါနော်။ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွက်လန်းနေတဲ့တပတ်တာပါအိနောင်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းတာယာပဲအိနောင်ကြီးလိုမြင်ပါလေ။ကျောင်းမကြီးနဲ့ပတ်သက်ရင်ချူချာတက်တယ်ကျောင်းမကြီးကျောင်းဝေကုန်ကြီးချာနေများတက်ပါလေ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားနေပါတယ်။သို့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာပဲလုပ်လို့နေတဲ့စိတ်တွေမောပြီးတော့မှလုံးဝမကန်လို့တွေ့ရပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစုံဝရေပူပါမှုမျိုးတော့မတွေ့ရဘူးအမြဲတမ်းမိမိကိုအမျိုးသမီးအကြီးကြီးမိခင်တို့မဟုတ်မိခင်နဲ့တူသောအမျိုးသမီးများကူညီခြင်းပံ့ပိုးခြင်းစောင့်ရှောက်ခြင်းတွေလို့လေးတွေ့ရပါတယ် ဒီတော့ကြာသာပြေးသားသမီးချင်းမိတ်ဆွေတို့အတွက်ကဲတောက်ပတ်ပြည့်စုံတဲ့ရည်ရာကောင်းလေးပေးချင်ပါသေး။ကြတော်ရီသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရင်ရာကမိမိနေအိမ်ကဘုရားမှာနှင်းစီပန်းအနေအောင်ရဲရဲလေးစေဝေလူတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လေသွားမယ်လို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။29ရက်6လမှာ9ရက်10လ2025တပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။ ။နောက်ကြသားသမီးချင်းမိတ်ဆွေ အလုကံအရန်ကောင်းနေပါလေ။အလုနဲ့ပတ်သက်ပြီးတော့တရင်ကောင်းတွေကြားဖို့ရှိပါတယ်။အလုကအထက်လူချင်းကြီးကလေးရဲ့အားကိုးခြင်းယုံကြည်ခြင်းတွေကိုရရှိစေမယ်တပတ်တာပါ။တမူကြီးတို့ပစ္စည်းထွက်တတ်ပါလေ။ကျူးဆက်ပါနော်။မိတ်ဆွေပေါင်းတိရဲ့ကိုကြီးဆောင်းရှောက်မှုတွေရရှိစေမယ်တပတ်တာပါ။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်အယောင်ဝယ်ကိစ္စလေးအိမ်ငှားကိစ္စလေးတွေအိမ်နဲ့ပတ်သက်ပြီးစီစဉ်တဲ့အရာမှတ်သမျှအလုံးစုံပြည့်လည်သွားပါလိမ့်မယ်။ စီယူသားကြီးစီရနဲ့အကူကြီးကောင်းထောက်ပံ့ကောင်းတွေရောင်းရှိနေပါလေ။ရန်အန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ချီးရင်းနဲ့ပတ်သက်ရင်တော့အကြီးကြီးတွေအကြောင်းပြောလို့ချီးရင်းမှာနားလည်မှုလေးတွေလွဲတက်တယ်။နောက်ပြီးတော့ချီးရင်းမှာဆက်သွယ်လေးတွေရပ်တန့်သွားတတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်နဲ့မိမိနဲ့ကြားထဲမှာဒီမိသားစုကြောင့်ချောင်းဝင်မှုကြောင့်မလို့တော့တယောက်နဲ့တယောက်စိတ်ဝမ်းဖွဲ့စီတတ်တယ်ပြုဆိုင်ပါတော့။ ကျမရေစူးကျိုးလုံးဝမရှိပါဘူးရှင်။ယခင်ကလေးကယောဂဝေဒနာခံစားနေရတယ်။တောင်ချာသားသမီးချင်းမိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာအနားနဲ့ဆင်းရဲတွေ့ပြီးဆရာကောင်းတစ်ပါးကောင်းတွေ့တော်ပါလိမ့်မယ်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ဒီတစ်ပတ်မှာအလုပ်တွေရန်တွင်ချင်နေတဲ့အခါမှာအလုပ်တွေကိုပင်ပန်းစွာလုပ်ကင်နေရတယ်။မောပန်းစွာလုပ်ကင်နေရတယ်။သူ့ပင်ပင်ပျော်ရွှင်နေပါလိမ့်မယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကလောကောင်းပါတယ်ထီထူးကန်ဆန်းခြင်းတွေဆိုရင်တော့ငါးတလုံးထီထူးကန်ဆန်းလို့ရပါတယ် ဝေကြီးလက်လာပါရေရှင်လန်းပွင့်လန်းစီမဲတပတ်တာပါအောင်နဲ့ပတ်သက်ပြီးတော့ပူပန်စီရချုံကိုပေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုလုတ်တဲ့အလုပ်ကိစ္စတွေမှာကိုတာဝန်ယူနိုင်ပေမယ့်ကိုအိမ်ကတော့ဟောကိုရဲ့အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းပေါ့နော်ဒီလိုမျိုးအလုပ်လုပ်တဲ့အခါမှာကိုဘက်ကချောင်းဝင်တာဝန်ယူဖြည့်ရှင်းလိုက်တဲ့အရာလေးကိုခိတ္တရှောင်ရှားသိစေခြင်းနဲ့ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံတောက်ပတ်ဖြစ်စီရေရေတရားကောင်းလေးပေးခြင်းပါတယ်။တောက်ကြသားသမီးချင်းမိတ်ဆွေ အဓိကလုံးဝမေးတပတ်တာရေနေရကဘိုးကြီးတန်ကားတော်လေးကိုစက်သားဟင်းချက်ပြီးတော့ဆုံးလေးနဲ့လောင်းသူကြီးဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြေလည်သွားမိတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်ကုလမှာ9ရက်စေလ2025တပတ်တာစနီသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် စနေသားသမီးချစ်မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့တီးကြောင်မှန်ကန်စွာလုပ်ကြမှာအမားရေးဖြစ်တဲ့တေရုံပြင်ကနာတွေဖြည့်ရှင်းရတာမျိုးကျွန်တော်တပန်နေတန်ဖိုးကြီးတို့ပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတင်တဲ့ပတ်သက်ပြီးတော့ထင်မြင်လွဲမှားမှုတွေတွေအခြေတည်ပြောင်းပဲကိစ္စတွေရှိတယ်သတိထားပါနော်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ဆရာကောင်းရှုပ်ဆရာလေးကျွန်တော်တည်းတယ်ရှင်ပြူသားကြီးစီရတရေကောင်းတွေကြားမိရှင်ပြူသားကြီးရဲ့ကိုကြီးပံမှုမှုတွေရရှိစီမဲ့တပတ်တာပါ ရန်အတိုက်ကိတ်ရှိရေးတတိထားပါနော်အချီးနဲ့ပတ်သက်ပြီးတော့အချီးမှာစိတ်ကုံစိတ်ပြက်သွားတာမျိုးကြောင့်ဟာတဲ့တီအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးကြောင့်စိတ်ညစ်နေရတာမျိုးကြောင့်ဟာတဲ့တီနော်မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်လဲချူကြတတ်ပါလေဂရုစိုက်ပါနော်အေးချမ်းမှုရေးချမ်းမှုလုံးဝမတွေ့ရသေးဘူးအမြဲတမ်းပင်ပန်းနေပါလိမ့်မယ် ကံနဲ့ပတ်သက်ရင်ကံအားလုံးကောင်းနေထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးထီထူးကန်ဆန်းလို့ရတယ်။ငွေကြီးလက်လာပါတဲ့တပတ်တာရှင်လန်းပွင့်လန်းစီမြင်တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီရန်ကြည့်လိုက်တဲ့အခါစူးဝါတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့အရာအားလုံးကိုပိုဝပိုင်နိုင်စွာလုပ်ကိုင်နိုင်မယ့်တပတ်တာလို့မြင်ပါတယ်။စနီသားမိချမိဆွေတပတ်တာပြုလုပ်ဆောင်ရရမယ်။ကံထောက်ပဲဖြစ်စီတဲ့ရေရာကမိမိအနေနဲ့ဘယ်စီဒီမဆိုပေါ့နော်။ တွားရောက်ပြီးတော့ကိုယ့်ရဲ့မွေးနေတောင်မှာနွားနို့သုံးခွဲလူတိုင်းချင်းပြေမိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြေလေသွားပေးလို့တွေ့ရပါတယ်ရှင်